မိုးတွေရွာပြီးတော့အရန်မြူတွေကြအရန်ချမ်းအေးနေတဲ့ကြားလေးကနေတောင်ကြီးစုတောင်ကြီးသားတို့ကတော့ကွင်းထဲကိုရောက်အောင်လာခဲ့ကြပြီးဒီမြောင်းစွာတဲ့မျောလင်းချက်တွေနဲ့လာခဲ့တဲ့လူတွေအတွက်တော့တောင်မန်းကြီးဟာသူရဲ့ကောင်းတပွဲပါပဲလေအရန်တိုက်ပြီးတော့မြူအရန်ကိုအုံဖိုင်းနေတဲ့ကြားထဲမှာတောင်မန်းကြီးကမျိုးမြန်တလုံးကိုဟုတ်တင်ပေးခဲ့တယ်ဖောင်ဖားနေရဲ့ပိတ်သက်ကြီးအတွက်ကတော့ရင်းအခုံဆုံးမိဘုံပြန်ကြည့်ရဲ့ နေ့လို့ပြောရမှာပေါ့နော်ဘာလို့လဲဆိုတော့အရန်ကိုမျောမိပြီးတော့သူ့ကိုတကူးဖြစ်သွားမှလည်းအရန်ဖုန်းရင်နေကြတယ်မိဖုမြန်လေးကဒီလိုအချင်းကြီးလေးတွေမှာတောင်ပိုင်းမိကိုအလုံးအကျေးဘူးလဲတည်နေကြသလိုဖုန်းရင်နေကြရလဲပါတာပေါ့နော်အမ်လွတ်ပေးတဲ့အတွက်လည်းတော်တော်လေးကိုမင်းကကြည်ဖူးတင်နေကြတယ်ဒီဒီလိုလေးအရန်တိုက်နေတဲ့အချိန်မှာလည်းကြည်ရတဲ့လူတွေအတွက်ရင်တထိတ်ထိတ်နဲ့အာ ကြည်နေရတာပေါ့နော်မျိုးမြလုံးဝတက်သွားတဲ့အချိန်မှာတော့လူတွေရဲ့အပြော်ကဘာနဲ့မှမတူတော့ဘူးကိုအမ်ပျော်ရွှင်ရတယ်ပေါ့နော်ပြီးတော့ပျော်ရွှင်ပီတိဖြစ်ရတဲ့အပြင်ကိုချစ်ဖူးလေးတင်ရတယ်အပေါ်ရောက်သွားပြီးတော့လွင့်တဲ့အထီကိုမင်းရရဲ့ခံစားချက်ကဘာဖြစ်သွားမလဲဘာဖြစ်သွားမလဲဆိုရင်တထိတ်ထိတ်လေးရှိနေတာပေါ့နော် ဒီမိဘမြန်အာ200ကျော်300ကျော်ကြီးကိုအရင်ဖွင့်ပြီးတော့ပြင်တင်ပေးတယ်။အမျိုးမြန်ဘလို့ပြင်ရဘလို့အရင်ရောနားမလဲပြီမဲ့ဒီလိုရာတီဝုဒ်ဖိုဝါးကြီးရမှာလွင့်ပေးပြီးရပေါ့နော်။ပြီးတော့လေအပေါ်ရောက်သွားတဲ့ချိန်မှာဒီကျိုဒီကွင်းနေရတော့တီချာချာသူ့ရဲ့မိဘုံရဲ့အဲမိရှုရဲ့အလှကို အပြောမှဆိုတိတိကျကျမမြင်လာရဘူးပေါ့နော်မြူရီပုံတွေတို့ဒါပေမဲ့တချို့ကလည်းဒီဖူနာမူနီဘက်ကတို့ဘာလို့လှန့်ကြည့်ရင်တော့အဲသူ့ရဲ့ဒီမြူရှူလေးတွေကိုတော့လှလှပပတွေ့မြင်ရတယ်လို့ပြောကြတယ် ။အပေါ်ရောက်တော့ဒီဝီရှူးလေးတွေကအယောင်ဖုံးလှလှပပလီထွက်လာတယ်ဆိုပေမဲ့လည်းဒီကိုင်းနေရတယ်လည်းမမြင်ရဘူး။တို့ပြင်မဲ့အလုံးကတော့တောင်ပန်းမီးကိုချေဖူးတင်နေပြီးတော့ပဖက်ဖျားမှာပျော်ဖက်မဖြစ်နေမယ်လို့တော့တီတီကတော့ယုံကြည်ပါတယ်။ဒီနေ့ဒီဗောင်မွန်လာပြင်းနေညမှာလည်းမိုးလေကင်းလို့ပြီးတော့ရသူတာရပြီးတော့မိဘုံတွေလွတ်နိုင်ပါဖေလို့ဆူတောင်းရင်းနဲ့ပဲရေခုံကဆောင်သွားနေရတယ်ပေါ့နော်